င်္ဂလာပါမျိုးတွေကျွန်မမဘုဒ္ဓမာပြေးပါရှင်ဒီနေ့နောက်25ခုနှစ်ချောင်း3ရက်နေ့ဖြစ်ပါတယ်ဒီနေ့ကျွန်မကဘီခံဖြိုးပါတဲ့ဥက္ကရာဥခင်ရင်နဲ့ဘူးလက်ဥလာဆိုရဲ့ပြောဆိုမှုလေးတွေနဲ့ပတ်သက်လို့ကျွန်မရဲ့အမြင်လေးကိုတုံ့ပြန်တင်ပြပေးကြပါမယ်ဥစွာအနေနဲ့ကတော့ចောင်းသားမောင်မယ်လေးဖြူစိမ့်လေးတဝက်ပြီးចောင်းသွားနေတဲ့မြင်ကွင်းလေးတွေမြင်ရတာအသိကူမှချက်တင်ရှိပါတယ်ရှင်အဲကျွန်မဆိုပြီးရှင်မနေ့ကပေါ့နော်ကျွန်မရဲ့ဒူမာလေးကိုចောင်းလိုက်ပို့ရင်းနဲ့ဒီចောင်းသားမောင်မယ်လေးတွေနိုင်ငံတော်တချင်းစုပ်ပြီးနိုင်ငံတော်လှန်ကိုအလေးပြုနေတာမြင်ရတဲ့အခါမှာ တက်သိန်းနေထားပြီးတော့မြေပေါပေါကြခဲ့မနက်ကနော်ဒီကျောင်းသားမောင်မယ်လေးတွေနိုင်ငံတော်တချင်းစီဆိုပြီးနိုင်ငံတော်အလှန်အိုလေးပြုနေကြရဲနောက်တစ်ခုမြမကျောင်းတချင်းပေါ့နော်ဟောကိုရီအဲ့ဒီကလေးဘွားတော့ပေါပေါပဲနေခဲ့ဘူးလားနော်အာနိုင်ငံတော်ချင်းဆိုလို့ချင်းလည်းဒီလိုပဲကျမတို့ပေါ့ပြက်ပြက်ဆိုခဲ့တာပေါ့နော်ဒီတောင်စုကိုလက်ဖက်ကျွေးလို့ဘိုင်နာလို့တင်ဟဲ့မြမကျောင်းသားနိုင်ငံတော်တင်းစော်တယောက်ရှိရမည်ရှိရစော်ကလည်းချော်ရမည်ဥစ္စာလည်းပေါ်ရမည်အဲကိုရအဲ့လိုကျောင်းသားဘွားကကိုရအဲ့လိုပေါ့ပြက်ပြက်နဲ့ ဆိုခဲ့တယ်ဒီတချင်းကြီးရဲ့အနှစ်သာရအဲ့ဒီတချင်းကြီးမှာပါတယ်ဇာတိတွေဇာတိမန်ကြီးอ่ะအခုလိုအသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာအခုလိုမျိုးနိုင်ငံရေးအကျက်တဲကြီးမှာเนาะပညာရေးကိုဖတ်ပေါင်းဆောင်တဲ့နှောက်ရှက်ဖြတ်စည်းနေတဲ့အချိန်ရောက်မှာဒီမှာပါတဲ့တချင်းကြီးရဲ့အနှစ်သာရတွေဒီမှာပါတဲ့ဇာတိတွေဇာတိမန်ကြီးอ่ะကျမတို့တွေးကိုပုတ်ပတ်ဆူဆူစေတယ်နော်ဆမမနဲ့ကဒီကလေးတွေចောင်းသားမောင်မယ်လေးတွေမူလာတဲ့ကလေးလေးတွေနိုင်ငံတော်တချင်းဆိုပြီးအလေးပြုနေတာမြမចောင်းတချင်းဆိုတာကိုကြည့်ပြီးတော့ ိုယ့်ရငယ်ချင်းဘွားကိုတန်တားမိတို့လို့ကျွန်တော်မျက်ရည်လည်းကြားခဲ့ရပါတယ်ဆိုတော့ပန်းတိုင်းပွင့်စီချင်ပါတယ်ပွင့်သောပန်းတိုင်းကိုလည်းမှုေးစီချင်ပါတယ်ပွင့်သောပန်းတိုင်းကိုလမ်းစီချင်ပါတယ်ဒါကြောင့်မလို့ကျွန်မမပတုကနေပြီးတော့ပန်းတိုင်းပွင့်၍ပွင့်သောပန်းတိုင်းမှုေးပါစေပွင့်သောပန်းတိုင်းလမ်းပါစေလို့ဥစွာသုတမေတ္တာပို့တာပါတယ်ရှင်ဟုတ်ပြီဒီနေ့ကျွန်မပြောမှာကတော့ဒီခိုင်းမျိုးပါရုပ်ကရာဥခင်ကြီးအကြောင်းပေါ့ဒီခိုင်းမျိုးပါဒီဥကရာဥခင်ကြီးကသူတို့ဖလဲကုမျိုးနဲ့မှာဒီခိုင်းမျိုးပါတီလူငယ်တွေနဲ့တွေ့ဆုံမှုမှာသူ့ရဲ့ပြောဆိုမှုလေးပေါ့ ကိုနောင်တော်လေးရဲ့မီဒီယာမှာတင်ထားတာကျွန်တော်တွေ့လိုက်ရတယ်တွေ့လိုက်တော့နားထောင်ကြည့်တဲ့အခါမှာသဘောကျတဲ့အချက်လေးပေါ့မြောက်ပွဲနီးလာတာနဲ့အမြပါတီတွေနိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေကတော့လူတို့ကိုစီးရုံးမှုတွေမျိုးစုံရှိတာပေါ့လူတို့စိတ်ဝင်စားအောင်သူတို့လုပ်ကြတာဒါသူတို့ရဲ့ထုံးစံပဲဒါပေမဲ့ဒီမှာဥက္ကီရဲ့ပြောဆိုမှုကသူတို့ပြည်ခံပြိုးပါတီရဲ့ရှေ့လုံငန်းစဉ်ပြည်ခံပြိုးပါတီရဲ့မူဝါဒတနည်းအားဖြင့်ပြည်ခံပြိုးပါတီရဲ့ရည်မှန်းချက်လို့ပြောရလိမ့်မယ်ထင်တယ်။နော်အဲ့ဒီမှာအလောက်ကိုင်ခွင့်လန်းနေတဲ့ပတ်သက်လို့ပြောပါရစေ။ နော်လောက်ပါခွင့်လန်းဆိုအားလုံးကပြောတတ်တယ်နော်ရှေ့မှာဆိုကျွန်မတမောက်သိန်းရေဆိုကလက်ထက်ကစီမံခဲ့တယ်ဘလောက်တက်စီမံခဲ့ကျွန်မခဏခဏပြောဘူးလေနော်ဘလက်တန်စီမံကိန်းကနေပြက်သွားတဲ့အခါကျမှလည်းရှိမှဆိုလို့ရှိရင်ကလက်တန်မေးပဲဆုံးဆုံးစီမံကိန်းကိုထွေအထူးစီးပွားရေးဆုံး နော်ကချင်မှာဆိုလို့ရှိရင်လည်းထိုင်ချုပ်ကံပိုက်တွေထူးစီပွားရေးဆောင်လို့အေရီမှာဆိုရွှေတုံးအင်ရထူးစီပွားရေးဆောင်အဲ့လိုမျိုးတွေအများကြီးရှိတာပေါ့အမျိုးသားဘက်ဆောင်အာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေပေါ့နော်20 20 30 50အဲ့ဒီလိုစီမံကိန်းတွေလည်းရှိရှိတဲ့အခါကျတော့အလောက်တိုင်းခွဲလဲနေပတ်သက်လို့ပါတီတိုင်းနိုင်ငံရေးတမတိုင်းကအကောင့်ကြီးပဲလူတူးကြိုက်အောင်ပြောတယ်တယ်ဒါပေမဲ့ဥက္ကိညေပြောဆိုမှုမှာဘာပါလဲဆိုရင်လူငယ်တွေအလောက်တိုင်းခွဲလဲပေါ်စီဖို့အတော်မျိုးဝမ်းကြောင်းပညာကြီးသင်ကြားဖို့အတွက် ်တင်နန်းနေဖွင့်နေပြီးကျောင်းနေဖွင့်ပြီးတင်ရပေးမယ်เนาะအထူးသဖြင့်မျိုးသမီးတွေပေါ့เนาะမျိုးသမီးတွေတက်တော့မျိုးသားတွေတော့ပေါ့လူငယ်တွေအတွက်တမွေဝမ်းကြောင်းပညာတင်နန်းကျောင်းနေဖွင့်ပြီးတော့ ူ့ရဲ့အဲ့ဒီခဲထဲမှာပြောရတဲ့အကြိုက်ဆုံးချက်ကထမင်းစားလက်မှတ်ထုတ်ပေးမယ်ဆိုတဲ့အကြောင်းလေးမဟုတ်ခင်ကတော့ထမင်းစားလက်မှတ်လို့တုံးမသွားဘူးဒါပေမဲ့ဆိုလိုရင်းကတော့ထမင်းစားလက်မှတ်ပေါ့နော်ဆိုတော့ကျမတို့မှာအလုတ်ကခွင်လန်းဖန်တီးဖို့အတွက်အသက်မွေးဝမ်းကြောင်းတင်ပေးမယ်ပညာတင်ပေးမယ်ပြီးလို့ရှိရင်ပညာတင်ယူတက်မြောက်ပေးကြောင်းလက်မှတ်တွေထုတ်ပေးမယ်ဆိုတော့အဲ့ဒီလက်မှတ်တွေကလူငယ်တွေအတွက်ဒါထမင်းစားလက်မှတ်တွေပဲထမင်းစားလက်မှတ်တွေဘဝတစ်ဘဝလုံးမိမိတစ်ဘဝလုံးအတွက်အာမခံချက်ရနိုင်လောက်တဲ့ထမင်းစားလက်မှတ်တွေပေါ့ ိကကပညာရေးတက်ချင်တာမှလက်မှတ်မရှိတဲ့အတွက်တိုင်ပတ်နေတဲ့ကျမတို့မြန်မာနိုင်ငံမှာလူငယ်တွေတဲ့အလုပ်ကံခွင့်လန်းတွေအတွက်တက်မွေးဝမ်းကြောင်းပညာတွေသင်တန်းတွေပွင့်ပြီးကျောင်းတွေဖွင့်ပြီးသင်ပေးမယ်အဲ့ဒီထမင်းစားလက်မှတ်တွေထုတ်ပေးမယ်ဒီလိုမျိုးပြောသွားတာကြားရတဲ့အတွက်တတော်ကြီးကိုမှဟတ်တီပါရပေါ့နော်ကျွန်တော်ယူဟတ်တီသွားပါတယ်ဆိုတော့ပါတီတိုင်းပါတီတိုင်းကတော့မပါလို့ပြိမညာလို့ပြိမပြောတတ်ကြပါတယ်အပြောနဲ့အလုံးနဲ့ညီပါစီလို့ပြောလိမ့်ပါတယ်အပြောနဲ့အလုံးညီမညီကတော့စောင့်ကြည့်ရအောင်ပါပေါ့နော် နောက်တစ်ခုကကျမတို့ဘူးလက်ဥလာဆွေအပြင်မျိုးပါတယ်ဘူးလက်ဥလာဆွေဥလာဆွေကအဲရွေးကောက်ပွဲမှာတဲ့ကျွန်တော်သာတကယ်လို့သူသာရွေးကောက်ပွဲမှာနိုင်ခဲ့လို့ရှိရင်သူနှစ်ချက်ကိုဦးစားပေးပြီးပြောပါတယ်နံပါတ်၁ကသဘုံနေရဲ့ဌာနချုပ်ကိုအမြင့်လန်တယ်ကျမတို့ကြိုက်တယ်ဘာလို့ဆိုတော့လက်ရှိချိန်မှာတီတူရဲ့အကောင်းလို့မျှော်လင့်နေတာဘာကြောင့်မလို့သဘုံနေဌာနချုပ်ကိုတက်မလို့ကမနှိမ်နှင်းလာလဲဆိုရဲမေးဖို့နေနော်ဥမာ KIA ဆိုလို့ရှိရင်လည်းသူတို့ရဲ့လိုင်းစားဌာနချုပ် KIA ဌာနချုပ်ကိုဘာလို့ရေးမလန်တာလဲ ဗကြိုဇော်မင်းထွန်းပြောတယ်ခလုတ်လေးတစ်ချက်နှောက်ယုံမယ်မှတ်ပုံတင်တင်ပြီးသားရှိရဲဆိုရင်မပညာရရှိတယ်ဆိုရင်ဘာကြောင့်တပုံဌာနချုပ်ကိုမလုပ်တာလဲဆိုပြီးအားမလို့အားများဖြစ်နေတယ်လက်ရှိကြောက်ပြူမှာရခိုင်နဲ့နော်တိုက်ပွဲတွေအေးအေးနဲ့တိုက်ပွဲတွေဖြစ်နေဒါဆိုလို့ရှိရင်အေးအေးတဲ့ဌာနချုပ်ကိုဘာလို့မလုပ်တာလဲဆိုတော့အားမလို့အားများမချစ်တင်ခဲ့အတန်အနေကြေပွဲနေတဲ့တန်နေကြရတယ်ဆိုတော့ဘယ်လိုလဲဆိုပြောဆိုမှု ရက်ကဝဲအတူနိုင်ရလို့သူ့မှာလုံပိုင်ခွင့်အာဏာရှိခဲ့မယ်ဆိုရင်နံပါတ်၁သဘုံနေရဌာနတို့တွေကိုမြင့်လန့်မယ်နံပါတ်၂ကစစ်မှုထမ်းဥပဒေအတွက်အင်အားအလုံးချင်းတိမ့်နေချီပြီးကြောင်းသူလုပ်ပေးမယ်လို့ပြောသွားတယ်အဲ့ဒီဒုတိယချက်ကိုတော့ကျွန်မယုံဘာလို့လဲဆိုတော့ဒီခံပြိုးမှာကပါတီဝင်အင်အားကတန်းနေချီပြီးရှိတယ်နော်ပါတီဝင်အင်အားတန်းနေချီပြီးရှိတယ်အဲ့ဒီအတွက်တကယ်လို့ဒီခံပြိုးက ဘလောက်လာဆိုလို့ပြောဆိုလုတ်ပိုင်ခွင့်အမှန်တကယ်ရခဲ့မယ်ဆိုရင်ကျင်းတီပေါ့ဒီစမှုထမ်းအတွက်အင်အားအလုံးကြီးရအောင်တို့စွဲဆောင်နိုင်နေမယ်လို့ကျွန်မယုံကြည်တယ်နော်ဆိုတော့ဒီတော့ဘူလောက်လာဆိုပြောသလိုဒီနှစ်ချက်ကိုအဓိကထားပြီးတို့လုပ်မယ်။နောက်တစ်ခုကျမ်းမာရေးတွေပညာရေးတွေဒီလျှက်စင်မရရှိရေးတွေကတော့နောက်တစ်ဆင့်အတိုင်းမီအေးချမ်းရင်အေးချမ်းသလိုလုပ်သွားမယ်လို့ဒါသူ့ရဲ့လူမှုကွန်ရက်မှာရေးသားလာတာတွေ့ရတယ်။ဒါလောလောဆယ်သူပြောဆိုမှုလူထုနဲ့တွေ့ပြီးပြောဆိုရဲဆိုရင်တော့ဒါနိုင်ငံရေးအာမခံချက်ခရီးကိုဖြစ်သွားလိမ့်မယ်။ ဆိုတော့ဒီပုံစံအတိုင်းအမှန်တကယ်လုတ်ပေးမှတင်ကြရင်အပြောနဲ့အလုံးနဲ့ညီမတင်ကြရင်ကျိတ်သေးပါပြီးခံဖြိုးကိုအားလုံးကမဲပေးရွေးချယ်ပါလိမ့်မယ်မဲပေးပါလို့မဲတောင်းစရာမလိုဘဲနဲ့ပြောနဲ့အလုံးနဲ့တအမှန်တကယ်ညီမယ်ဆိုရင်ကျိတ်သေးပါပြီးခံဖြိုးကိုလူလူကမဲပေးလိမ့်မယ်ကျွန်မကိုယ်တိုင်လည်းမဲပေးမယ်နော်ဆိုတော့သို့တော့အပြောနဲ့အလုံးနဲ့ညီကြည့်ချင်တယ်နော်ဒေါ်အောင်ဆန်းစုကြည်ဆိုလည်းဒီလိုပဲကျမတို့ပါတီအစိုးရဖြစ်ချင်းပထမဆုံးလုံးမကအမြင့်ဆုံးစာချုပ်ကိုပြည်သူကိုချပြမှာပါ မြေဆုံစာချုပ်မှာစစ်တပ်ကဘယ်လိုမျိုးတွေလှုပ်ထားလဲဘယ်လိုသဘောတူညီချက်တွေလှုပ်ထားလဲဆိုတော့ကျမတို့မသိတဲ့အတွက် NLD ပါတီအစိုးရဖြစ်ချက်ပထမဆုံးလုံးမဲ့အလုပ်ကမြေဆုံစာချုပ်ကိုပြည်သူကိုချပြပါမယ်ဆိုပြီးတော့ကချင်ပြည်နယ်မြစ်ကြီးနားမှာကချင်ဝတ်စုံဝတ်ပြီးကချင်လူထုကိုတော်စုကြီးချင်းထက်တကယ်တဲ့အစိုးရဖြစ်တဲ့အခါကျတော့၅နှစ်လုံးတော့မြေဆုံချောင်းကိုတခွန်းမှမဟပဲနဲ့အတိတ်မေးသလိုရွှေပြောက်သလိုအယူကွက်နင်းပြီးတော့မျက်နှာပြောင်တိုက်ခဲ့တဲ့အနေထားလေးရှိတယ်ဆိုတော့အဲ့လိုမျိုးတွေကျမတို့မကြိုက်ဘူးအဲ့လိုမျိုးတွေကျမမကြိုက်ဘူးလူထုကို နိုင်ခံရေးဂရိကူကိုပြည့်ရင်အဲ့ဒီပြည့်တဲ့ဂရိကူတီအောင်ကျမတို့လိုချင်တယ်။နောက်ဆိုတော့ဘာလဲရှင်မဘူးလဲဥလာဆွေရအဲ့လိုမျိုးတွေပြောတယ်ကျမတို့ပြည်သူလူကကြိုက်တယ်ဟောအဲ့တွေပြည်သူကမဲပေးရွေးချယ်မယ်အမေတကယ်လို့မဲပေးရွေးချယ်ပြီးရနောက်မှာဆွေရှေ့ရတော့ဆန်းစုကြည်လိုမျိုးအာနာလေးရလေးရကောအတိတ်မဲ့တို့လိုရွှေပြောက်တို့လိုနဲ့မျက်နှာပြောင်တိုက်ပြီးနေမယ်ဆိုလို့ရှိရင်လည်း ပေးထားတဲ့နိုင်ငံရေးဂရုဝတ်ကိုမတည်ဘူးဆိုလို့ရှိရင်ပြည်သူကနေပြီးတော့လွှတ်တော်တဲ့ကပြန်ပြီးဆွဲထုတ်နိုင်လောက်တဲ့ right to recall ဖြုတ်ထုတ်ဥပဒေတည်းလည်းကျွန်တော်တို့မှာလိုအပ်တယ်။လက်ရှိမှာ UEC အနေနဲ့ကအဲ့ဒါကိုပါတစ်ချိန်တည်းပဲပြင်ဆင်ဖို့ပြုတ်ပြင်ဖို့လက်ရှိမှာအချိန်မီပြုတ်ပြင်ဖို့လိုပါတယ်။ နော်ပြုတ်ပြင်ပေးခြင်းကြမှာတဲ့ UEC အနေနဲ့ကလက်ရှိမှာလွှတ်တော်မတည်ပြည်သူကနေပြတ်ထက်ဟိုပြည်သူကိုရွေးကောက်ပွဲကာလဂတိကူကိုပေးပြီးတော့မတည်လို့ရှိရင်ပြည်သူကဖြုတ်ထုတ်နိုင်တဲ့ right to recall လို့ခေါ်တဲ့ဖြုတ်ထုတ်ဥပဒေကို UEC ကနေစီမံပေးမယ်ဆိုရင်ကျမတို့တို့ကတိတ်ကိုမှဒါကောင်းမွန်တယ်ဆိုတော့လက်ရှိမှာဘူလဲဥလားဆိုရဲလို့ပြောတယ်ဘီခိုင်ဖြိုးဥခင်းအဲ့လိုပြောတယ်အဲ့ဒီတော့ကျမတို့ကဘီခိုင်ဖြိုးကိုမဲပေးလိုက်မဲပေးလိုက်လို့ဘီခိုင်ဖြိုးကနိုင်ငံရေးဂတိကူကိုမတည်ဘူးဆိုရင်ဘူလဲဥလားဆိုရဲကျမတို့လွှတ်တော်ရဲကဆွဲထုတ်တင်ထုတ်ရမှာပဲနော်အဲ့ဒီအတွက် right to recall ဒီကနိုင်ငံရေးအာမခံ ာမခံချက်ဒေါ်ကြည့်ကြည့်လို့ပဲရှာရိုးမရှိတိုင်းပြောပြီးတော့တကယ်တမ်းအာနာရရေရှိုးတာဖြစ်တဲ့အခါအတိတ်မိသလိုရွှေမြောက်တို့လိုနဲ့မျက်နှာပြောင်းတိုက်တဲ့လူတွေလွတ်တော်တဲ့ပါလာရင်ဆွဲထုတ်နိုင်မယ်။ဥပဒေတည်းရလဲကျမတို့မှလိုအပ်ပါရဲ့။နောက်တစ်ခုကကြက်ပတ်မှုတွေနှိမ်နှင်းတဲ့အခါမှာနော်တဘုံဌာနချုပ်တွေနှိမ်နှင်းရုံနဲ့မပြီးဘူး။နောက်တစ်ဆင့်အနေနဲ့ကမူရစီပြဿနာ။ တပိုင်းနေလက်ရှိမှာတိုင်းရင်းသားလက်နက်ကိုင်းမြေခန်းထားတဲ့အချမ်းဖတ်သမားတွေဘာကြောင့်တက်ဆိုးရှင်နေတလဲမူးရစ်စေးအဲ့ဒီဘိန်းကိုနိုင်ငံရေးလက်နက်ပြီးအတုံးချနေကြလို့ဘိန်းနေစိုက်တဲ့ဘိန်းမောင်ကိုလုတ်တယ်လက်နက်မောင်ကိုလုတ်တယ်အဲ့ဒီကနေရလာတဲ့ငွေကြေးအကျိုးမြတ်နဲ့ EA ကိုအမိခံတိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့အမိခံတပုံးတွေကတက်ဆိုးရှင်နေကြတယ်ဒါကြောင့်မို့မူးရစ်စေးဝါနှိမ်နှင်းတိုက်ဖြတ်ရေးကိုနိုင်ငံတော်ဆင့်အမျိုးသားအဆင့်စီမံကိန်းအနေနဲ့လှုပ်ဆောင်ပေးဖို့လိုပါတယ်လှုပ်ဆောင်ပေးဖို့လည်းညွှန်လဲပါတယ် အခုလောလောဆယ်မှာပဲเนาะနေပြီးတော့လေဝေးလေဝေးမြို့နယ်ရင်းနီတတာရင်းနီလေးတတာစစ်စီရေးကိန်းမှာမူရီစေးတွေတန်း6000ကျော်တန်း6300ကျော်မူရီစေးတွေဖက်စီရမိတယ်ဆိုတော့အဲ့ဒီမူရီစေးဘိန်းတို့မဟုတ်နိုင်ငံရေးလက်နက်ပြည့်တို့တိုင်းရင်းသားလက်နက်ကင်ဖွဲ့ဒီကန်တပုံလေးကအသုံးချနေတယ်အဲ့ဒီအတွက်တူတူကိုเนาะတပုံလေးကိုအမြင့်ဖြတ်မယ်ဆိုရင်ကျမတို့မူရီစေးကိုပါနှိမ်နှင်းဖို့လိုအပ်တယ် အဲ့ဒီမွေးရည်စိမ်းနဲ့တစ်ဆက်ထဲမှာဘာပါလဲဖာရီတွဲပါလာလဲဆိုတော့မွေးရည်စိမ်းတွေတုံးနေတုံးလာတော့အကျင့်စာရိတ္တတွေပြက်ပြားလာတယ်အဲ့ဒီအတွက်အာကတိမှုတွေမလိုအပ်ဖဲနဲ့ကျူးလွန်လာကြတယ်ဒါကြောင့်မလို့အာကတိမှုနော်မွေးရည်စိမ်းအဓိကအာကတိမှုကျူးလွန်ရတဲ့အကြောင်းအရာနှစ်ချက်မွေးရည်စိမ်းနဲ့အလောင်းကစားမွေးရည်စိမ်းတွေတုံးနေအလောင်းကစားတွေလုပ်တယ်အဲ့ဒီအတွက်ငွေကြေးတွေလိုတယ်ငွေကြေးတွေလိုတော့မလိုအပ်ဖဲနဲ့အာကတိတွေကျူးလွန်ကြတယ်နော်ဆိုတော့ဒီမှာတစ်ဆက်ထဲပဲတစ်ဆက်ထဲပဲ မွေးစေးသုံးမှုလောင်းကစားလုပ်မှုလောင်းကစားတွေလုပ်တဲ့မွေးစေးတွေသုံးတဲ့ငွေစေးတွေလိုအပ်တဲ့လိုအပ်တော့အခွင့်အရေးတွေလိုက်စားတယ်ဒီဥစ္စာကိုလည်းပဲနိုင်ငံတော်ဆက်အလို့သားဆက်ကျမတို့စီမံကိန်းတွေချပြီးတော့ဆောင်ရွက်ပေးမယ်ဆိုတဲ့နိုင်ငံရေးကတိကဝတ်မျိုးကိုလက်ရှိရွေးကောက်ပွဲဝင်မဲ့ဘဲပါတီကပေးနိုင်မလဲကျမတို့ပြည်သူကစောင့်ကြည့်ပါမယ်ပေးနိုင်မယ်အဲ့ဒီလိုနိုင်ငံရေးကတိကဝတ်ပေးနိုင်မယ်ပါတီကိုကျွန်မမို့တူမအောင်ဒီကရှက်တီအားပေးမယ်။နော်ဆိုတော့လက်ရှိမှာဆိုလို့ရှိရင်လည်းဒီအာကိမှုတွေအတွက်နော်လက်ရှိ ိုနိုင်ငံတော်ရဲ့အခွင့်အရေးအတွက်ဆိုပြီးအစိုးရကနေပြီးတော့ဝတ်တောက်ကားတွေကိုဟိုဖမ်းဆီးပြီးပေါ့လုပ်နေတယ်ပေါ့နော်နိုင်ငံတော်အတွက်အခွင့်အရေးငွေမရလို့ဝတ်တောက်ကားတွေဖမ်းမယ်နော်ဝတ်တောက်ကားတွေဖမ်းတာကအခုလိုမျိုးဒီလူလက်တန်းစားရင်းနဲ့เนาะအထက်ကလူငယ်ချင်းများအသားသမီးတွေကတော့ဒီလိုမျိုးလူတို့လူမျိုးဥပဒေကိုလူရဆွဲပြီးတော့တုံးနေပေမဲ့အောက်ချိန်မှာဆိုင်ငယ်ရွယ်လေးတွေဆိုင်ငယ်သမားတွေစိုက်တွဲတွေနဲ့ဈေးရောက်ကြတဲ့လူတွေအခြေခံလူတန်းစားတွေအဖို့ကြတော့ ထမင်းရိုးကိုရိုက်ခွဲခံရမယ်ကိန်းဖြစ်နေတယ်။နော်ဆိုတော့အခြေခံလူသားရဲ့ဘဝနော်အထူးသဖြင့်ဒီဆိုင်ကလေးတွေနဲ့လက်ရှိမှာကျွန်မတို့စမလို့ရှင်တွေ့ရတယ်နော်မုန်းလက်ဆောင်ရောင်းကြတဲ့လူတွေရှိရယ်အာမနက်ခင်းဆိုရင်ဟင်းတီးဟင်းရဲ့ရောင်းကြတဲ့လူတွေရှိရယ်ကြက်သားရောင်းတဲ့လူရှိရယ်ဝတ်သားရောင်းတဲ့လူရှိရယ်ဆိုင်ကလေးတွေဘေးတွဲလေးတွေနဲ့မောင်းကြတယ်။ဆိုတော့အဲ့ဒီသူတို့ရှိတာလေးကိုတင်ချိခံရမယ်ဆိုရင်ထမင်းရိုးရိုက်ခွဲခံရမယ်မိသားစုထမင်းငတ်လာရင်မလိုအပ်ဖဲနဲ့ခိုးမှုတွေလူမှုတွေကျူးလွန်မယ်တစ်ဆက်တည်းမှာဆိုတော့ န်တိုင်းအခြေခံလူသားသားကိုတက်ညာတော့အဖင်ရဲ့နော်အခြေခံလူသားသားကိုတက်ညာတော့အဖင်ရဲ့အစိုးရအနေနဲ့နော်အလက်ရှိမှာအရှိပြီးသားပေါ့ရှိပြီးသားစည်ရင်းကိုလက်ရှိမှာရှိပြီးသားဝတ်တော့ဆိုင်ခဲ့ပြီးရဲစည်ရင်းဝတ်တော့ကစည်ရင်းနော်ဒါတွေကိုစည်ရင်းပြုစုပြီးတော့တခြားသောနီးနဲ့ထဲချုပ်ဖို့လိုအပ်ပါတယ်တက်လက်စာထဲမှာဝတ်တော့ကားတွေနော်ကားတွေကိုအဲ့ဒီလိုမျိုးဝတ်တော့တွေလုပ်တဲ့အတွက်နိုင်ငံတော်မှာအခွင့်အရေးဝင်နေတာလေဆိုလို့ရှိရင်လိုင်စင်မဲ့ ကြောက်စိမ့်ဒုမမှုလိုင်းစင်မဲ့ကြိုးတည်ရောက်ချမှုလိုင်းစင်မဲ့မြေရှားတထုဒုမမှုထဲထုတ်ဖို့လိုပါတယ်ဒါဒီကအဓိကအရင်းမြစ်တွေဖြစ်တယ်လောင်းတော်ကတ္တဘာအမျိုးသားဥယျင်เนาะအမျိုးသားဥယျင်ဘေးမဲ့တော်ဘေးမဲ့တော်အရင်ကျင်းမှုအမွေနဲ့အမျိုးသားဥယျင်လက်ရှိမှာ PDF မိခန်ပါကဖမိခန်နေကြောတတိရောင်းချနေတဲ့အတွက်အလောင်းတော်ကသမအမျိုးသားဥယျင်ဘေးမဲ့တော်ရဲ့ တတော်အေရီယာ80ရာခိုင်နှုန်းကပြောင်းတလင်းခါနေပြီပြောင်းတလင်းခါနေတယ်ဆိုတဲ့အကြောင်းကိုလည်းပဲသူတို့ PD ရဲ့အချင်းချင်းကပြန်ပြီးတော့လက်ရှိမှာအဲ့ဒီဘိုးနကားရဲ့အဖွဲ့ကိုရိုင်းကထုတ်ပေါ်ပြောဆိုလာတာရှိတယ်ဆိုတော့အဲ့ဒီလိုမျိုးကာဝေးတောက်တွေကိုလည်းဖမ်းမယ်ကောင်းတယ်ဆိုင်ငံဝေးတောက်တွေကိုလည်းဖမ်းမယ်ကောင်းတယ်လိုင်စင်မရှိတဲ့အတွက်နိုင်ငံတော်အတွက်ခွန်ကြီးငင်းနေလာတယ်အဲ့ဒီလိုမျိုးနိုင်ငံတော်ရဲ့ကြောတက်တွေကိုလက်နက်ကင်ပြီးတော့လိုးတလိုးလှုပ်ရှားနေကြတဲ့ဟာတွေကိုလည်းပဲဆွဲရတာတင်းကျပ်ဖို့လိုတယ်နောက်တစ်ခုကမြေပေါ်မြောက်တရံကားတွေဒူးပေါ်ရောက်ချမှုထူးသဖြင့် ကြရရင်မြေရှားတက်ထူတွေတိုးပေါ်ရောက်ချတယ်။မြေရှားတက်ထူကဝင်ဝဲတိတ်ကိုများတယ်၊တန်ကြီးများတယ်။အဲ့ဒီမြေရှားတက်ထူရဲ့နောက်ဆက်တွဲမှာတဘာဝပတ်ဝန်းကျင်ထိခိုက်တယ်။လူနေလူတို့ရဲ့ကျန်းမာရေးစနစ်လက်ရှိမှာကချင်ပြည်နယ်ခြေခွေမှာရေကြီးနေတယ်။အားလုံးသိကချင်ပြည်မှာခြေခွေမှာရေကြီးတာကတဘာဝအလျောက်ရေကြီးရေရှဲခြင်းမဟုတ်ဘဲနဲ့လူလုတဲ့ပဲ။နော်။မြေရှားတက်ထူတွေအစမတန်တိုးပေါ်ရောက်ချတဲ့အတွက် တဘာဝပတ်ဝန်းကျင်နဲ့ထိလိုက်တယ်။အဲ့ဒီချီးဖွေးမှာပဲဒေတာခန်တွေကနော် KIA အနေနဲ့မိစားတပ်ထူတွေမတူးဖော်ဖို့တရုတ်ကို ရောင်းမစားဖို့ဆိုပြီးတော့ကန့်ကွက်ဆန္ဒပြလို့ဆန္ဒပြတဲ့လူ400လောက်ကိုလူ100 200မဟုတ်ဘူးလူ400လောက်ကို KIA ကရိုက်နှက်ပြီးတော့ခေါင်းဆောင်အယောက်50ကိုဖမ်းသွားတယ်။ချီးဖွေးမှာဖြစ်သွားတာနော်။ဖမ်းပြီးတော့နောက်နောက်ကျွန်တော်တို့ KIA က မိသားတက်တူတွေရောင်းချမှုနဲ့ပတ်သက်လို့နောက်နောက်တခွန်းမှမဟပါဘူးမူဝေဖန်ပါဘူးဘာမှမပြောပါဘူးဆိုတဲ့ခတိကိုပေးပြီးတော့ခံဝင်ကတိထိုးပြီးပြန်လွှတ်လိုက်တယ်။နော်အဲ့ဒီလိုနဲ့ချီခွေမှာကချင်ပြည်နယ်ချီခွေလို့ပန်ဝါတို့မိသားတက်တူတွေအစမတန်ရောင်းစားရောင်းသူရတဲ့ပတ်စံတွေအကုန်လုံးသူတို့အိတ်တဲ့ထက်ရတဲ့ရတဲ့ပတ်စံတွေကနေပြီးတော့လမ်းနှမောင်ကိုတွေလို့နိုင်ငံတော်ကိုပြန်ပြီးပုံကန်အဲ့ဒီလိုမျိုးနိုင်ငံတော်ရဲ့တယံစာရတွေမိပေါ်မြောက် တယံဇာတ်တွေကို license မရှိဘဲနဲ့နိုင်ငံတော်အတွက်အခွင့်အရေးနစ်နာပြီးတော့လက်နက်ကင်ပြီးတော့နော်မြေချတတ်ထုတွေမြေချတတ်ထုကိုဘာကြောင့်အဓိကထားပြီးပြောသေးဆိုရင်ဥမာကြောက်စိမ့်လည်းပဲတူးတာပဲမြေချလည်းပဲတူးတာပဲဘာကွာလဲဆိုရင်မြေချတတ်ထုကရေရောမြေရောကိုပျက်စီးစေတယ်မြေချတတ်ထုတူးလိုက်လို့ရှိရင်အဲ့ဒီမှာရှိတဲ့ရေကလည်းပဲရေနဲ့တတ်တော်ဝါးတွေတေရော အဲ့ဒီရေထဲကိုကြာရင်လည်းရေနေတတော်ဝါတွေတည်တယ်။မြေကြီးဆိုလို့ရှိရင်လည်းအဲ့ဒီကုန်းမြေမှာတီးနံစိုက်ပျိုးစားလို့မရအောင်မြေဩစာပြည့်စည်တယ်။ဒါကြောင့်မလို့ဘသူကောင်မှကောင်းကျိုးမပြုတ်တဲ့အခုလိုမျိုးလိုင်းစင်မဲ့ဝတ်တောက်တစ်ကိုလဲပဲရိုးရအနေနဲ့ကနော်ကာဝတ်တောက်စီမံကိန်းလိုပဲအဲ့ဒီလိုမျိုးဝတ်တောက်တွေဝတ်တောက်တွေဝတ်တောက်တွေအများကြီးရှိတာကိုစုံတဲ့စီစစ်ဖော်ထုတ်အရေးယူပေးဖို့လိုအပ်ပါတယ်။ လက်ရှိအစိုးရကမလုပ်နိုင်ဘူးဆိုရင်ရွေးကောက်ပွဲကနေတက်လာမဲ့ဘလို့အစိုးရကဘဲပါတီကဘလို့နိုင်ငံရေးအာမခံချက်ပေးနိုင်မလဲကျွန်တော်တို့ပြည်သူလူထုကစောင့်ကြည့်နေပါတယ်အဲ့ဒီလိုနိုင်ငံရေးအာမခံချက်ပေးနိုင်မဲ့အစိုးရမျိုးကိုကျွန်တော်တို့မျှော်လင့်ပါတယ်ကျွန်တော်တို့မျှော်လင့်ဆောင်စားနေပါတယ်